ဥစွာပထမအုံနာပုတ်မှာတစ်ခါကြီး105လေးဆိုပြီးတော့မှပါတယ်ဒါတော့ကားနံပါတ်ပေါ့နော်ဒီမှာပါတဲ့ကားနံပါတ်နဲ့ရှက်စီနဲ့ကိုအရင်ဆုံးတိုက်ပြီးတော့မှစစ်ကြည့်မယ်အဲ့ကြတော့ကျွန်တော်တို့ကဒီရှက်စီနံပါတ်ပေါ့နော်ရှက်စီနံပါတ်မှာရတော့ V78W ဒါ33လုံး1925ဆိုပြီးတော့ပါတယ်အဲ့ကြတော့ဒီရာကားမှာပါတဲ့ ရှက်စီနံပါတ်ကိုခဲရှစ်ထားတာပါပဲခဲရှစ်ထားပြီးတော့မှ owner ဘုတ်မှာထည့်ထားတာဖြစ်ပါတယ်ဒီနံပါတ်နဲ့ရှက်စီမှာမှန်မမှန်တရင်တိုက်เสียရမှာဖြစ်ပါတယ်။အော်ဒီပါတစ်ချက်တက်ကြည့်ပါနော်ကားမှာပါတဲ့ရှက်စီနဲ့ owner ဘုတ်မှာရှက်စီနဲ့လုံးဝစင်တူဖြစ်နေရပါမယ်နော်အနှဲငယ်ကွဲလွတ်လို့မရပါဘူးအဲ့မှာ V 78 W တဲ့ 3033952925ဆိုပြီးတော့မှအကွာဝေးရလဲလုံးဝထပ်တူကြနေရပါမယ်နော်တကယ်လို့ထပ်တူမကြဘူးအပြောင်းလဲရှိတယ်ဆိုလို့ရှိရင်တော့ကာညနာရင်စင်လဲလက်ခံပေးမှာမဟုတ်ပါဘူးနော်အဲ့တော့ဒီကျွန်တော်တို့ chassis နံပါတ်ကိုကျွန်တော်တို့အပြန်နေပြီးတော့မှ software တုံးပြီးတော့မှဒီ chassis နံပါတ်ကိုရိုက်ထည့်ပြီးတော့မှကားရဲ့ data အချက်လက်တွေကိုစစ်မှာဖြစ်ပါတယ်။အာနောက်တစ်ခုကတော့ဒီ chassis မှာလဲပေါ့နော်။ ပရင်ဖြက်ဆက်တွေလှုပ်ထားတာတို့เนาะအယူအတံပြားတွေထည့်ထားတာတို့เนาะဒါကကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအတူပွားစီရဲသူတွေရှိပါတယ်เนาะအဲတော့ကျွန်တော်တို့မိတ်ဆွေတွေနေနဲ့ကျွမ်းကျင်ပညာရှင်တွေကျွမ်းကျင်ပွဲစားတွေကိုကျွန်တော်တို့ခေါ်ပြီးတော့မှကားဝယ်မယ်ဆိုလို့ရှိရင်တော့အာရင်းရင်းစစ်ဌာနမှာစစ်ဆေးပြီးမှဝယ်ယူမှသာလင်ပို့ပြီးတော့မှအဆင်ပြေနိုင်မှာဖြစ်ပါတယ်เนาะဒါလေးကတော့တတိထားဆင်ကျင်နေမှုတွေမျှဝေပေးတာဖြစ်ပါတယ် ာအကျတော့ကျွန်တော်တို့အာဒီမှာတော့ဒီအားလေးကတော့ဒါကျွန်တော်တို့ name plate ပေါ့နော်ဒီ name plate မှာလည်းရှက်စီချက်စီနံပါတ်ဆိုပြီးတော့ပါပါတယ်เนาะဒီမြင်လားမသိဘူးเนาะဒီချက်စီနံပါတ်မှာတော့ W78W3932925 ဆိုပြီးတော့မှအဲဒီ ချက်စီရဲ့နံပါတ်တွေကိုထည့်ထားတယ်။နောက်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီချက်စီနံပါတ်တွေကရောဒီဘက်မှာထည့်ထားတယ်။အဲအဲ့ကြတော့ဒါကားတစ်စီးနဲ့တစ်နီးတစ်နေရာတော့ဟိုနေရာနေထားတွေကတော့အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါတယ်နော်။ name plate ကလည်းကားတစ်စီးရဲ့ data ပါပဲနော်။အဲ့ဒီမှာ name plate ထဲမှာ မော်ဒယ်ပါတယ်၊ရှက်စီနံပါတ်ပါတယ်၊အဲအင်ဂျင်မျိုးစားပါတယ်၊ပြင်ဂီယာဘောက်စီမျိုးစားပါတယ်၊အယောင်ပါတယ်။ဒီ name plate ထဲမှာလည်းဒေတာတွေအကုန်လုံးကြည့်လို့ရပါတယ်နော်။ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာကျွန်တော်တို့ဒီ marking ပေါ့ marking market အမှတ်လေးတွေဆွဲထားတာလေးရှိတယ်ပေါ့နော်။အကြောကျွန်တော်မိတ်ဆွေတွေအနေနဲ့ repeat ရလေးတွေ꿰လဲမှုရှိမယ်အ name plate အပြောင်းလဲတွေလည်းဒါပြင်ပလောကတွေမှာလုပ်နေတဲ့သူတွေအများကြီးရှိပါတယ်အကြောတတိထားဆင်ကျင်နိုင်ရမယ်အရာလေးလည်းဖြစ်ပါတယ်เนาะ ကြတော့ကျွန်တော်တို့ဒီ application လေးပေါ့နော်ကားလိုင်စင်ရှက်ချာနော်ကားလိုင်စင်ဖော်ပီဆိုတဲ့ຢာလေးပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ဝင်လိုက်မယ်နော်အဲ့ဒါတော့ကျွန်တော်တို့ရှက်စီနံပါတ်နဲ့ကျွန်တော်တို့ P78W တက်3 3 1 5 2 5ဒီကောင်းရှာမယ်ဒီကောင်းရှာတဲ့ခါမှာကျွန်တော်တို့ကားနံပါတ်ပေါ်လာတယ် 1D145 လေးဆိုပြီးတော့မှအဲ့ထဲမှာမှာကျွန်တော်တို့က 1D145 လေးထဲမှာမှာကျွန်တော်တို့က surf နံပါတ်ကို ကျွန်တော်တို့ရိုက်ချကြည့်လိုက်မယ်နော်ဒါဆိုလို့ရှိရင်ကားရဲ့ data ရှက်လက်တွေကြာလာပြီ 1D 145လေးပေါ့နော် Mitsubishi Pajero P78W မျိုးစားဖြစ်တဲ့အယောင်ကရောအဖြူယောင် gray ပေါ့နော်ပြီးလို့ရှိရင် Taika W အဲ့တော့အမော်ရီယာရော99ပေါ့နော်သူရဲ့ frame number ပါတယ် engine number က 4M41 ပါတယ်နော် engine number ပါထားပြီးပြီးသားအဲကျွန်တော် Kia type က auto type ဖြစ်သွားတယ် 2V 4V ဒီမှာကြည့်လို့ရတယ်အဲဖြူရယ်ကတက်စီလာဒီဇယ်လာဆိုဒီမှာဒီလိုရေးထားတယ်ဒီဇယ်ရေးထားတယ်เนาะအဲ့တော့ဒီမှာအကုန်လုံးကားရဲ့ data အချက်လက်တွေအကုန်လုံးကိုအာဒီမှာထည့်ထားဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ frame number ကိုတည်ယုံတဲ့ကားရဲ့ data အချက်လက်တွေကိုဒီလို ျွန်တော်တို့ software သုံးပြီးတော့မှအပြည့်ရှာမယ်ဆိုလို့ရှိရင်ရှာလို့ရပါတယ်ခင်ဗျာဒီနေ့ကတော့ကားနှီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို online ကနေပြီးတော့မှမျှဝေပေးနေပေးနေတာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဆိုမျိုးပါခင်ဗျာ